ုတ်အော်တောင်းတင်းဖြစ်သွားသည့်သတင်းတပုတ်ကို ဖော်ပြလိုက်ကြသည်တဲ့ဧသည်ခန့်ရှိပြီးလုံစွာ အဖုံးတိုက်တန်၍လုံစွာနမဲကျော်ကြသောဗရမားကြီးတစ်လုံးပျောက်ဆုံးသွားသည့်သတင်းဖြစ်သည်အိန္ဒိယပြည်မှမဟာယာဇာတဦးသည် အမေရိကန်ပြည်ထောင်စုသို့အလည်လာစဉ်သူဗရမားကြီးကိုဝစ်ဆင်လာခဲ့သည် သူသည်ကိုရန်တော်များနဲ့ရဲတို့မတိအောင် ရုတ်ဖြတ်ပြီးမြို့စုံရှိဟိုတယ်တစ်ခုသို့ တက်စီဖြစ်သွားခဲ့သည်သူပြန်လာသည့်အခါတွင်မှသူ့ဗရမများသည်ပျောက်ဆုံးနေကြောင်းသိရခြင်းဖြစ်သည်တဆန်ရာတို့ကခြေမြန်အဖွဲများခွဲ၍လိုက်လံစုံစမ်းသည်နောက်တနေ့မနက်မြို့တော်ကြီးအဲ့ရမနိုးလာသည့်အခါတွင်မူသူ့ဗရမများကြီးပျောက်ဆုံးသွားကြောင်းကိုသိလာခဲ့ရသည်နေ့လယ်ပိုင်းတွင်မူနမကျော်ဗရမများကြီးကိုမိမိတို့လမ်းထဲတွင်တွေ့ရလို့တွေ့ရညာမျော်လင့်နေကြသည်တမျိုးလုံးသည် ချိုပရမားကြီးကိုတွေ့ရနုံနုံဖြစ်မယုံမယွါဖြစ်နေကြသည် လူတယောက်၏စည်းစိမ်ချမ်းသာကိုကြည့်ပြီးကိုလည်းထို့သို့သောစည်းစိမ်ချမ်းသာမျိုးကိုရနိုင်သည်ဟုသော မျှော်လင့်ချက်မျိုးဖြစ်သည်ကျဲထံမဟာယာဇာ၏အစစ်ခံချက်မှာများစွာ ပွင့်လင်းခြင်းမရှိလာပါတို့ရတွင်ပရမားကြီးပြောက်သည့်ကိစ္စသည်မိမိနှင့်အတူလိုက်ပါလာသော အမျိုးသမီးတွင်ဘာမှတာဝန်မရှိကြောင်းထို့ကြောင့် ိုအမျိုးသမီးရှိသည့်နေရာကိုလိုက်လံစုံစမ်းဖို့မလိုကြောင်းဖြင့်ထွက်ဆိုထားသည်မိမိသည် မဟာယာဇာကိုလိုက်ပို့ခဲ့ရကြောင်းထိုစဉ်ကသူ့ကောင်းတွင် အဖိုးထိုက်ဗရမ ्या ကြီးပန်ထားသည့်ဥပေါင်းထုတ်ကိုဝစ်ဆင်ထားကြောင်းမဟာယာဇာနှင့်အမျိုးသမီးတို့ကိုမြို့စုံရှိဟိုတယ်တစ်ခုရှိတွင်ချထားခဲ့ကြောင်းအမျိုးသမီး၏ထူးခြားချက်မှာစရော်ပဲလုံးခန့်ရှိစိန်ကြီးပင်ဖြစ်ကြောင်းအမျိုးသမီးသည်ထိုစိန်ပွင့်ကို အိန္ဒိယအမျိုးသမီးများဝတ်ဆင်လေးရှိတဲ့ကဲ့သို့လဝဲဘက်နှကောင်းပေါ်တွင်ပန်ထားကြောင်းစသဖြင့်ဒရိုက်ဘာကထွက်ဆိုသည်ဒရိုက်ဘာသည်သူ့မော်တော်ကားနောက်ပိုင်းတစ်ခုလုံးကိုတေချာစွာရှာကြည့်သည်ထိုနေ့ဝက်ပိုင်းသူ့တက်စီကိုစီးခဲ့သူများကိုပြန်ဆင်းစားသည်နောက်ပိုင်းတွင်တက်စီငှားစီးသူတို့မှလုပ်ငန်းရှင်တအူး နောက်ဥရောပသို့သွားမည့်လက္ခဏာဖြင့်တင်မောစိတ်သို့လိုက်ပို့လိုက်ရသောနိုင်ငံသားတအူးနှင့်အမျိုးသမီးတအူးတို့ဖြစ်သည်နိုင်ငံသားမှာအီတလီလူမျိုးတယောက်ဖြစ်ဟန်ရှိပြီးနိုင်ငံသားပြည်ပရောက်သူများစုပေါင်းနေထိုင်သည့်အိမ်တအိမ်မှထွက်လာခြင်းဖြစ်သည်ထို့သူသည်ပြည်ပရောက်နိုင်ငံသားများသာဝင်လေရှိသည့်ပေါင်းပေပွပွကြီးနှင့်နိုင်ငံသားများစီးလေရှိသည့်ခုံထူထူဖနက်ကြမ်းတရံကိုစီးထားပြီးမောက်စိတ်စင်ကြယ်စွာရဲ့၍ ရေတုပ်နေသောမျက်နှာရှိသည် သူကောင်းပေါ်တွင်အိုးထုတ်မမတစ်လုံးစောင်းထားသည်သူပစ္စည်းများမှာကျိုးတုပ်တုပ်တစ်ချောင်းပတ်ထားသည့်လက်ဆွဲတက်တာတစ်လုံးတံမဏိဖြင့်လှူထားဟန်ရှိသည့်လေးလံသောတန်တက်တာကြီးတစ်လုံးတို့ဖြစ်သည်သူသည် ထိုနေ့ကပင်တင်ပေါ်ဖြင့်ထွက်ခွာသွားခဲ့သည်သူရတွင်သူ့အပေါ်တွင်တန်တရားရှိသည် ဆိုလျင်လေထို့သူမှာတက်စီကိုဝင်လျင်ပထမဆုံးကြိမ်စီးပူးဟန်ရှိသည့်အတွက် ထိုတန်တရားမှာအချင်းနှီးလိုလိုဖြစ်နေသည်သူသည်ကားတကားကိုပင် ကောင်းကောင်းပိတ်တတ်ပုံမရကားစီသည့်အခါတွင်လည်းလမ်းမပေါ်သို့လိမ့်ကြမည်ကိုစိုးရိမ်သည့်နေရှေ့တကားပေါက်အနီးသို့ကုန်း၍စီးလိုက်လာခဲ့သည်လမ်းတစ်လျှောက်တွင်လည်းထိုမြို့ကြီးကိုနောက်ဆုံးအချိန်လာရသည့်နေတလန်းလုံးရှေ့တူရှုကိုသာကြိတ်လိုက်လာခဲ့သည်ဒရိုက်ဘာက ရုပ်ဆောင်ဟိုတယ်တစ်ခုတွင် မဟာယာဇာကိုခြားထားခဲ့ပြီးနောက်သူ့တက်စီကိုစီးလာသည့်လူတစ်ယောက်ကိုမူကောင်းကောင်းသတိမထားမိထိုလူကသူ့ကိုအီတလီအလုသမားရက်ကွက်တစ်ခုသို့အမောင်းခိုင်းသည်ထိုရက်ကွက်သို့အရောက်တွင်ဆင်းသွားပြီးနိုင်ငံသားသားတက်လိုက်လာသည်နိုင်ငံသားသားမရှိမီ ခရီးသည်ပုံပန်းမှာဧည့်သည်မဟုတ်ပဲမြို့ကန်တွေက ဖြစ်နိုင်သည်ထိုလူကိုလိုက်လံရှာဖွေတော်လဲအချင်းဤသား ထို့ပြင်ဗရမ ्या ကြီးကိုရလျင်စွငွေအမြောက်များပေးမည်ဟုသတင်းစာများထဲတွင်ကြော်ညာသားရီတိုင်းယခုထိတုတ်ပြန်မှုတစုံတရာမရသည်ကို ထောက်တော့နမကျော်ဗရမ ्या ကြီးသည်လည်းထိုလူ၏လက်ထဲတွင် ရှိဟန်မတူမိတို့ဖြစ်စေထိုဗရမ ्या ကြီးမှာကဘာကျော်ဗရမ ्या ကြီးဖြစ်သည့်အပြင်ချက်ချင်းခွဲခြားမမိနိုင်သောပစ္စည်းမျိုးဖြစ်သည့်အတွက်အနေနှင့်အမြန်ဆိုသလိုရှာတွေ့လိမ့်မည်ဟု မျှော်လင့်နေကြသည် တော်တွင်၌ပြပရောက်အမျိုးသားသည်လွန်ခဲ့သည့်9နှစ်လောက်ကတည်းကထွက်လာခဲ့သောမိမိဇာတိဖြစ်သည့်အီတလီတောင်ပိုင်းရှိမြို့ကလေးတစ်မြို့သို့သွားနေသည်ထိုအဖြစ်အပျက်များကိုလည်းသူဘာမှမသိပါ သူတွင်ပြပရောက်အမျိုးသားတယောက်အဖို့ပင်များလုံးနေသည့်ပစ္စည်းအတူစားတွေတိုလီမူလီတွေလည်းအများကြီးပါလာသည်တရေအစစ်ဟုသူထင်နေသောတရေတုလက်ဆွဲတတကြီးတွေတွင်ချောက်ဖို့မီးဘူးတိုက်ထားသည့် အပြာရောင်သူ့အင်ကြီးဘောင်းမီတွဲဝစ်စုံများနဲ့ဖောင်တိန်တတာစင်တို့ပါသည်အမှန်အားဖြင့်သူတို့ရဲ့မှာမွားချောင်းသားများတိုးချောင်းသားများသာနေထိုင်သည့်ဒေသဖြစ်ရာလက်ချိုး၍ရေတွက်လျင်စက်ကူနှင့်ဖောင်တိန်ကိုကင်ဘူးသူဒါစင်ဝတ်ထက်ကြုံမြင်မထင်ထိုချက်များကိုသူမိကဖောင်တိန်များကိုရောင်းဖို့ဝေလာခြင်းဖြစ်နိုင်သည်ထို့ပြင်သူတတတာတဲ့တွင်သမင်းပွဲတွင်တုံးသည့် အချို့အချင်းအငန်ထဲ့သည့်ပလင်းကလေးများမြို့တွင်ရှိစဉ်ကသူ့မိတ်ဆွေအလုပ်သမားများကိုသူကိုယ်တိုင်ညှက်ပေးခဲ့သည့်သပင်ညှက်ဆက်ကတ်ကြီးတစ်စုံပါတော့သုံးမှန်းမသိသည့်တတ်ထုဖြစ်ပြုတ်လုထားသည့်ပစ္စည်းတစ်ခုအဲ့ဒီပစ္စည်းက၆လုံးပြူပုံတံရှိတော်လဲပြည့်၍ရသောအရာမျိုးတော့မဟုတ်ပါ။နောက်အမေရိကန်လောက်အဝိဆ၁၂ခိုက်သူ့ဇနီးသားနှင့်မိတ်ဆွေများကိုပြရန်အတွက်ဝယ်လာသည့် အသက်အဆန်းပစ္စည်းတချို့တို့လည်းပါကြသည် သူပစ္စည်းများတဲ့တွင် အလေးဆုံးမှာခဟောင်းဟောင်းတမဏိတတကြီးဖြစ်သည် ထိုတတကြီးမှာအနာနာဟုသောစာလုံးသုံးလုံးကိုနှိပ်၍ဖွင့်ရသည်ခြေလုံးပေါင်းသောခလောက်တက်သည့်တတကြီးဖြစ်သည်ထို့ပြင်လူလူမဲမဲဆောင်လာသည့်ဒေါ်လာတစ်ထောင်လည်းပါသေးသည်ကျင်းတို့အနံဒေါ်လာ300မှာတင်မောစရဲ့အဖြစ်ချေးယူလာခဲ့သည့်ငွေဖြစ်တဲ့ဖြင့်ပြန်ပေးရမည်ဖြစ်သည် ူဤခါပြက်အင်ဂျင်အိတ်ကတ်ထဲတွင်မူအနီရောင်တလင်းကြောက်ကြီးတစ်လုံးပါသည်ထိုကြောက်ကြီးမှာအကွက်ကွက်ဖော်ထားပြီးတစ်ဧသည်အရွယ်ရှိသည်ထိုကြောက်ကိုတင်မောစိတ်အစဉ်တက္စီပေါ်မှ ကောက်လာခဲ့ခြင်းဖြစ်သည် သူရာတွင်ထိုပစ္စည်းသည်ဘာမှန်းသူမသိကားပေါ်တွင်ထိုင်လိုက်စဉ်ကားဖင်တိုင်းကုန်ကြားထဲ၌လက်ဖြင့်ဆမ်းလိုက်သည်တွင်ကြောက်ကိုတွတ်တွေ့ခြင်းဖြစ်သည် ။တွားရင်ဟန်လွဲတွေ့သဖြင့်လက်ကောင်းသည်ဟုယူဆကအဆောင်လက်ဘွဲအဖြစ်အိတ်သေးသို့ကောက်ထည့်လာခြင်းဖြစ်သည်။လက်ပတ်နိုင်ကျိုးတွင်အလှပဆွဲကောင်းဆွဲမီလာတော့မပြောတတ်။တို့ရတွင်ထို့ကြောက်တွင်ကျိုးဆွဲကြအပေါက်မပါသေးအတွက်နည်းနည်းတော့ခတ်သည်အပေါက်မပါသေးအတွက်အမျိုးသမီးများလဲတွင်ဆွဲသည့်ဗရက်တို့ဆွဲကျူးတို့အထဲကတော့မဟုတ်တန်ရနိုင်ငံသားတိုင်းတွေတကူကပြန်ကန်နေတွင်ကောက်ရသည့်ပစ္စည်းမျိုးသည် အမတ်တရပစ္စည်းအနေနဲ့ကြည့်လျင်တော့တော်တော်တန်ဖိုးရှိသည်ထိုတိုင်းပြည်ကိုသတိရလျင်ပြန်၍ကြည့်နိုင်သည်အကွာအဝေးကိုသတိရအောင်းမိနိုင်သည်သူသည်ထို့သို့သောတန်ရောစဉ်ဖြင့်ကြောက်ကိုတင်းထားခဲ့ခြင်းဖြစ်သည်ကြောက်မှာအေးဆက်နေကတကြားလုံးတစ်လုံးလိုအယောင်တောက်ပြီးကြည်နေသည်သူသည်ပါလာသည့်ထုတ်ပစ္စည်းများဖြင့်ဆိုင်ကလေးတစ်ဆိုင်ဖွင့်သည် မိကန်တန်တက်တာကိုနေရံတစ်ခုတွင်ထောင်ထားပြီးထိုတက်တာပေါ်သို့သူ့တွင်ပါလာသည့်ဖောင်ကျိန်များအဝိဇ္ဇာများသမင်းစားစပွဲသုံးပလင်းငယ်များကိုတင်သည်အဝိဇ္ဇာများအပေါ်တွင်အမေရိကန်လွတ်လပ်ရေးရုပ်ထုတရုပ်အမေရိကန်လွတ်လပ်ရေးခေါင်းဆောင်များ၏ရုပ်ပုံများကိုရိုက်ထားပြီးထိုရုပ်ပုံများကိုအဖြူနှင့်အပြာရောင်ကျယ်ပွင့်ကလေးများကပေါင်ခတ်ပေးထားကြသည်သူသည်နိုင်ငံသားတွင်၅နှစ်လုံလုံအလုပ်လုပ်ပြီး ထိုပစ္စည်းကလေးများကိုဝယ်လာခဲ့ခြင်းဖြစ်သည်အမှန်ကတော့ထိုပစ္စည်းကလေးများသည်ဘယ်ကရောက်လာမှန်းမသိသောတပတ်ရစ်ပစ္စည်းကလေးများဖြစ်ပြီးသူတို့လိုနိုင်ငံခြားသားဆင်းရဲသားများသုံးနိုင်ရန်ရောင်းသည့်ပစ္စည်းကလေးများဖြစ်သည်တို့ရတွင် သူစာတိလိုနေရာမျိုးတွင်မူထိုပစ္စည်းကလေးများသည်မြည်သူမှမမြင်ဘူးသည့်အသည့်အစံကလေးတွေဖြစ်နေပေလိမ့်မည် သို့ဖြင့်နိုင်ငံသားတွင်နေသောအလုသမားအဖြစ်လောက်ခဲ့ရသည့်သူသည် သူမျိုးကလေးတို့ရောက်သည့်အခါတွင်ကုံဆောင်ဆိုင်ရှင်ကလေးတစ်ယောက်ဖြစ်နေလိမ့်မည်။ရင်းတို့မှာသူ့အတွေးများဖြစ်သည်။သူ့မိခင်တတားကိုကြည့်၍ထိုအတွေးများပေါ်ပေါက်ကာတွေးနေခြင်းဖြစ်သည်။စင်စဲသူ့အတွက်မဆိုင်မြပင်ဖွင့်เสียရမလို့သူ့အိတ်ကတ်ထဲတွင် ရှိသည့်မြပတ်စံများမှာနိုင်ငံသားငွေတွေကြီးဖြစ်သည်။ထုံငွေများကို မိမိတို့ငွေဖြစ်ပြန်လဲလိုက်လျင်အများကြီးဖြစ်လာအောင်မြီတို့ဖြစ်သူသည်သူ့စိတ်ကူးနေသူဟန်ကြနေသည်အိတ်ကတ်ထဲကကြောက်နေကိုဆမ်းလိုက်သည့်အခါတွင်ကလေးတယောက်လိုဝမ်းသာနေသည်သူသည်ထိုကြောက်နေကြီးကိုအဆောင်လက်ဖွဲ့တစ်ခုလိုပင်သဘောထားလိုက်သည်အဆောင်လက်ဖွဲ့ဆိုသည်မှာဘာမှအတုံးမကျတော့လဲတတလုံးအမျက်တနိုးထားရပြီးကိုနှစ်မကွာထားနိုင်သောပစ္စည်းဖြစ်သည်တို့ဖြစ် ထုပစ္စည်းတွေနောင်တွေကိုခန္ဓာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့တာတားစီမြည်ဆက် အမွေပေးခဲ့ရသည့်အထိတံပိုးတက်လာခဲ့သည်ကိုက အရေးတကြီးကြီးထားရသည့်ပစ္စည်းသို့မဟုတ်ကိုကဟွက်ထားရသည့်အရေးကြီးသောပစ္စည်းတို့သာပျောက်ချင်ပျောက်သွားမည်ထုပစ္စည်းမျိုးကဘယ်တော့မှပျောက်သည်မရှိ မကြာခဏဆိုသလိုလင်းပင်ထုပစ္စည်းမျိုးကိုတရိယာထက်ကြသည် ဥပမာအဖြစ်ဆိုလျင်ကျွန်ုပ်တို့၏ပြပရောက်နိုင်ငံသားတွေထိုကြောင့်နေခဲ့ကြီးကိုမြင်နိုင်သူပြန်လာသည့်နေ့ကို မကြာခဏတရိယာနေတတ်သည်သူတက္ကစီစီးရဲ့ဘုံပြဆက်တစ်ခုအပြီးတွင် ရှုခင်းကားလိုက်ကြီးတစ်ခုတဖြည်းဖြည်းလိုက်တက်သွားတကယ်တို့လမ်းမကြီးမော်တော်ကားအောက်သို့ဝင်ရောက်ပြက်ွယ်သွားပုံစသည်တို့ကို သူမြင်အောင်နေသည်သူသည်နွားကြောင်သားများလယ်သမားများနေသည့်မြို့တောင်ပိုင်းတွင် ုံစုံဆိုင်ကလေးတစ်ဆိုင်ထောင်ပြီးပြန်ရောက်ပြီးတရင်နှစ်ပတ်အကြာ၌သူသည်လက်သမားတစ်ယောက်ဤတဲအိမ်ကလေးတစ်ချမ်းကိုငှားကစင်များရိုက်ပြီးကောင်တာတစ်ခုကိုလှုပ်သည်ထိုစင်များပေါ်တွင်အင်ရှင်မာများအထွတ်ဂျုံကော်ရီထုံများနှင့်အထည်အုံများကိုတင်သည်ဆိုင်တစ်ဖက်တွင်ဝိုင်အရက်စီတစ်လုံးစီအိုးတအိုးတို့ကိုခြာထားသည်မိခင်တတကြီးကိုနယံတွင်ကတ်သည် ဇေဝယ်များရှိတွင်ထိုမိခင်တက်တာကြီးကိုခွင့်ရလျင်သူဂုံယူသည်ထိုတက်တာကြီးရဲ့တွင်သူ့လက်ကြစာအုပ်နှင့်တင်းနံပေါ်ချိန်သို့မဟုတ်နွားပွဲများပြီးဆုံးချိန်တွင် ရရန်ရှိသည့်ကျွေးစင်းတို့ကိုတင်းမှတ်ထားသည့်စာအုပ်တအုပ်ရှိသည်သူ့လုပ်ငန်းသည်တခြားသောလုပ်ငန်းများနှင့်တဖြည်းဖြည်းတူလာခဲ့သည်သူ့လုပ်ငန်းသည်ကိုပိုင်အနက်အသက်တွင်ရှိလာသည်နေရာများပေါ်တွင် သူဇနီးကမြေပြူပြည့်မှတ်ထားသည့်ကျွေးစင်းများရှိသည်သူဇနီးမှာစာမတက်သည့်ဖြင့်ကျွေးရောင်းလျင်မြေပြူနှင့်မှတ်ရသည်ကျောင်းတက်နေသည့်သူသားအငယ်မှာတော့ယခုအချိန်တွင်ဈေးဝယ်သူတို့၏အမည်များကိုရေးတက်မှတ်တက်ပြီးဖြစ်သည့်ဖြင့်တခါတရံစိုင်တွင်ကုလုပ်ပေးတတ်သည်အထူးသဖြင့်တော့စိုင်တွင်လူအကျနေသည့်နေ့လယ်နေ့ခင်းအေးလောက်သာရောင်းရသည့်အချိန်မျိုးတွင် အဖေကိုလာကုပေးတတ်သည် ူစနီးတဲ့အမေရိကန်ပုံချုပ်ထားသည့်ဖနက်ချင်းချင်းကလေးမှလည်းတဖြည်းဖြည်းပါ၍လာလေပြီ။ကျိန်နဲ့ရောင်ရဲကစီစာကြောင်သည့်ဆိုင်ပိုင်ရှင်ကတော်ကိုက်လည်းပို၍ပေါက်လာခဲ့သည်။သူ့ယောက်ျားယူလာသည့်ပစ္စည်းမှလည်းမယောင်ရသဖြင့်ပြီးတို့တဲကဆိုင်ဆွေးပစ္စည်းများတဲ့တွင်ရောက်နေကြလေပြီ။ပို့ထုံမမတလုံးကမူအစ်တအတိုင်းဗီဒီယိုထဲတွင်ရှိနေသေးသည်အမေရိကန်အထက်အဆများမှလည်းမယောင်ရသဖြင့် ရင်းတို့ကိုဈေးဝယ်များအားလက်ဆောင်အဖြစ်ပေးလိုက်ကြသည်။ဖောင်တိန်များမှလည်းဝယ်မဲ့သူမရှိ။အချို့ကမူကြမ်းကြမ်းတန်းတန်းကင်တွယ်ကြသဖြင့်ဖောင်တိန်များသည်တစ်တာထဲမှဖယိုဖယဲဖြစ်နေကြသည်။သူငယ်ကလေးတယောက်လိုပဲဆိုင်ရှင်ကမူသူ့ဖောင်တိန်နှစ်များသည်ရွှေအစစ်ဖြစ်သည်ဟုသူထင်နေသည် တငယ်ကလေးတယောက်သည်ချောကလက်ထုတ်သည့်တံပြူပြားကလေးကိုတယူတရာတင်းတဲ့ကဲ့သို့သူသည်လည်းဖောင်တိန်များကိုတယူတရာတင်းထားသည် သူတွင် အင်္ဂလိပ်သတင်းစာအဟောင်းတစ်စောင်လည်းရှိသေးသည် ထိုသတင်းစာကိုလည်းတယူတရာတင်းထား၏ဆက်ကူလိုသည့်အခါမှာပင်ထိုသတင်းစာဆက်ကူကိုမတုံတခါတရံသတင်းစာကို အပြန်အလှန်ကြည့်နေတတ်သည်သတင်းစာကြောင်ညာရုပ်ပုံများကိုကြည့်ရင်ရွှေရောင်အစီခံပတ်သည့် secret တို့ကိုတောက်နေပြီမြို့သားများ လမ်းမတွင်ရှောင်နေသည့်ကောင်လေးများဓာတ်ဆက်များစသည်တို့ကိုမြင်ရောင်နေသည်တခါတွင်မူကြောက်နေကြီးကိုအမှတ်ရသည်တနေ့တွင်သူ့တငယ်ချင်းများနှင့်အတူမွေးနေ့ပွဲကျင်းပနေသောသူသားကိုလက်ဆောင်အဖြစ်ပေးလိုက်သည်တို့အချိန်ကသူသားနှင့်သူသားတငယ်ချင်းတိုက်သည်ဂုံချင်းထိုးတန်းကစားနေကြသည်ကစားနည်းကတော့ကောင်းရင်ဒီကလေးများကိုထောင်ထားပြီးဒိုးနဲ့ထွေပြစ်ကစားသည့်နီးဖြစ်သည်ဒိုးဆိုတာက ဂုံရင်းသီးကိုအလဲကအပေါက်ပေါက်ပြီးအထဲမှာခဲထည့်ရသည်တို့တို့ထည့်လိုက်လျင်စီစီပိုင်ပိုင်ရှိပြီးလက်ဆကောင်းသည်ကြောက်နေကြီးမှာဒိုးလောက်ဖို့အလေးချိန်အတော်ပဲဖြစ်သည်ကောင်လေးတယောက်မှာဘီလက်ရည်ပလဲမှထုတ်ထားသည့်ဖန်ကော်လီကိုဒိုးဖြစ်သုံးသည်စိုက်ပိုင်ရှင်သားကောင်မူသူ့ဒိုးမှာအမေရိကန်မှလာသည့်ဒိုးဖြစ်ပြီးအနည်းယောင်ဖြစ်သည့်အတွက်ပိုကောင်းသည်ဟုဆိုသည် သူသည်ကြောက်နေသူကို ကောင်းစွာသိမ့်သည် သူသားကသူပြစ်စည်းကိုဂရုတစိုက်သိမ့်ဆဲသည်ကိုမြင်သည့်အခါစိုင်းပိုင်ရှင်သည် သူငယ်ငယ်ကနိုင်ငံသားသို့ထွက်သွားပြီးအလုလုစင်ကစိတ်ကူးများကိုတွား၍တရိယာသည်သူစင်ကကဘာကြီးသည်ပျောက်ဆုံးနေသည့်အဘိုးတန်ယရနာများဖြင့်ပြည့်နှံ့နေသည်ဟုသူထင်သည်သူပြစ်စည်းများကိုတန်ကောင်းမှုနဲ့သာရတတ်သည်ဟုလည်းသူယုံကြည်ခဲ့သည် ထို့ကြောင့်ပဲလျင်သူသည်တင်မော်ကြီးစီးလျင်လဲအိတ်စင်တွေအောက်မှာရှောင်ဆန်းတတ်သည်မော်တော်ကားစီးလျင်လဲထိုင်ကုန်တွေကြားတဲ့သို့ဆန်းတတ်သည်တို့ရရင်ဘာမှမတွေ့ဘူးပါ။အော်တခါတော့ရဘူးတာရှိသည်။ရင်းမှာ9ဒေါ်လာတန်ငွေဆက်ကူတရွက်လမ်းမမကောက်ရခြင်းဖြစ်သည်။သူနေ့ကမိုးတွေတဲသည်။မိုးရွာနေသည်ကို tướng mà mỉ đi